ဂွာရီယိုလာကို ပြန်ပြောခဲ့တဲ့တခုံးနေသောစကားကိုပြန်လည်ဖွင့်ရခဲ့တဲ့ဟန်ဒါဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Sport News ကနေပြန်လည်ပြီးတော့ဂျိုဆူလိုက်ပါတယ်ပြီးခဲ့တနေ့ရရှင်မြိုင်ကစားသွားခဲ့ကြတဲ့ FA Bla Blue ပွဲမှာတော့ Crisbelis အသင်းကဂုံးသမားဖြစ်သူဒင်းဟန်ဒါဆန်လက်စွမ်းပြမှုတွေနဲ့ဒူဘဲမန်စီးတင်းကိုအနိုင်ပြီးတော့နှစ်ပေါင်း120ကျော်ဝေးကွာနဲ့ဆူလာအောင်မြင်မှုကိုပြန်လည်ပြီးတော့ရယူသွားခဲ့ကြပါတယ် ခရစ်စပယ်လစ်အသင်းတွက်ကတော့လုံးဝမျောလင်းမထားခဲ့တဲ့အောင်မြင်မှုတစ်ခုကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေလည်းမျက်ရည်တွေစီးချခဲ့ကြတဲ့အထိသူတို့အသင်းအောင်မြင်မှုပေါ်ဝမ်းသာပီးတိဖြစ်နေခဲ့ကြပါတယ်။ခရစ်စပယ်လစ်အသင်းကပထမပိုင်း16မိနစ်မှာကတည်းကအစေးရဲ့တလုံးနဲ့သောဂိုးနဲ့တူတိမ်ခတ်တွေကဥဆောင်ကိုစတင်ပြီးတော့ရယူသွားခဲ့ကြတာပါ။ခရစ်စပယ်လစ်အသင်းရဲ့ဥဆောင်ကိုခံခဲ့ရတဲ့အချိန်ကပွဲကစားချိန်မိနစ်20တောင်မပြည့်သေးပဲအဲဒီအချိန်မလို့မန်စီးအသင်းနဲ့ခြေပါကူတွေအနိုင်ကူတွေရအောင်နိုင်အောင်စူးစမ်းအားထုတ်မယ်ဆိုရင်လည်းအချိန်တွေကအများကြီးရှိနေသေးတာဖြစ်ပြီးတော့ အကောင်းဆုံးအသုံးချနိုင်ခဲ့ခြင်းမရှိခဲ့တဲ့အတွက်အခုလိုမျိုးတကောကုန်းမရှိဆွဲရလန်းတဲ့သူအရှုံးပေးသွားခဲ့ရတာပါမန်စီးတန်ဟာပန်နရီကန်ကွင်းရရှိခဲ့ပေမယ့်ဆိုပါပန်နရီကိုတော့ဂိုးအဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ကြပါဘူးနောက်ပြီးခရစ်စတိုဖယ်လစ်အသင်းကဂိုးသွားပြီသူဒင်ဟန်ဒါဆန်ရဲ့လက်စွမ်းပြမှုကလည်းမန်စီးတန်ကိုတော်တော်လေးကိုစိတ်ပြက်လက်ပြက်ဖြစ်သွားစေခဲ့ပြီးတော့ဂိုးပေါက်ကန်သွင်းမှုတွေအချိန်ချင်းပြုလုပ်ခဲ့သလိုဂိုးပေါက်တဲ့ကန်ချက်တွေအချိန်ချင်းရှိပေမဲ့လည်းမန်ယူတင်ရဲ့ဂိုးသမားဟောင်းဟာအကောင်းဆုံးလက်စွမ်းပြသွားနိုင်ခဲ့တာဖြစ်ပါတယ်ဟန်ဒါဆန်လက်စွမ်းပြမှုကမန်စီးတန်နဲ့စိတ်ပြက်လက်ပြက်ဖြစ်သွားစေခဲ့သလို ။မန်ယူသင်းအတွက်လည်းလွမ်းတသားသားနဲ့ဖြစ်သွားမယ်။စွမ်းဆောင်မျိုးကိုပြသသွားခဲ့တာဖြစ်ပါလိမ့်။ဒေဟန်နန်ဆန်အဲ့လိုလက်စွမ်းပြမှုတွေနဲ့အတူမန်စီးသင်းဟာဖလားလက်မဲ့ဘောလုံးရာသီတစ်ခုပိုင်ဆိုင်သွားခဲ့ရပြီးတော့ဂွာဒီယိုလာအတွက်တော့မန်စီးနဲ့အတူဒုတိယမြောက်ဖလားလက်မဲ့ဘောလုံးရာသီကိုရရှိသွားခဲ့တာလည်းဖြစ်ပါလိမ့်။အဲ့လိုဖလားလက်မဲ့ဘောလုံးရာသီကိုဖျက်ဆီးလိုက်တဲ့အတွက်ဂွာဒီယိုလာတော်တော်လေးကိုပေါက်ကွဲနေကြတော့မြင်တွေ့ထားခဲ့ရပြီးတော့ FA ဖလားဘိုလ်ပွဲပြီးမှခရစ်စဘဲလီဆက်တင်ရဂိုးသမားဖြစ်တဲ့ဒင်းဟန်နန်ဆန်ရဲ့စကားများခဲ့ကြတာကိုလည်းရုပ်သံတွေကနေတဆင့်မြင်တွေ့ခဲ့ကြပါဗျ။ဆိုပါပွဲစဉ်ပြပြချင်းမှာဂွာဒီယိုလာတောက်ဟန်နန်ဆန်စီသွားအောင်ခဲ့ပြီးတော့ မကျေနပ်မှုပြသအနေနဲ့ဒေါသတကြီးပုံစံနဲ့လက်ညှိုးငောက်ထိုးပြီးအပြန်လန်စကားတချို့ပြောဆိုခဲ့ကြတာကိုမြင်တွေ့ခဲ့ရပါတယ်။တင်ဟာနန်ဆန်ကတော့အောင်နိုင်သူဖြစ်တာကြောင့်အပြုံးနဲ့ပြန်တုံ့ပြန်ခဲ့ပြီးအင်တာဗျူးမှာအင်္ဂလန်သားဂိုးသမားမန်စီနီပြဟာခရစ်စတဘဲလီဆဲအချိန်ဖြုံးဖို့ကြိုးပမ်းမှုနဲ့ပတ်သက်ပြီးတော့စိတ်ပြခဲ့တာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဟန်နဆန်ကကျွန်တော်သူ့စီသွားပြီးတော့လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။သူကအချိန်ဖြုံးတာနဲ့ပတ်သက်ပြီးတော့စိတ်ပြခဲ့တာလို့ထင်ပါတယ်။ကျွန်တော်ကတော့ခမားလူချင်းနဲ့10မိနစ်ရခဲ့တာပဲလေလို့ပြန်ပြောခဲ့ပြီးဘာမှစိတ်ထဲမရှိပါဘူးဆိုပြီးတော့ပြန်လည်ပြောကြားခဲ့ပါတယ်။ ဂွာဒီလာပွဲတင်ပြီးဒုတိယဆုကိုတိုက်ဖို့အတွက်စူပေးဝဲသွားလမ်းမှာပရိသတ်ကြောင့်လောင်မြောင်မှုကိုခံခဲ့ရသလိုအနေငယ်ချင်းပွားမှုတွေလည်းဖြစ်ခဲ့ပါသေးတယ်။ဘဲလီကိုရှုံးပြီးတော့စိတ်ဆိုးဒေါသထွက်နေဂွာဒီလာကိုပရိသတ်တယောက်ကအမွှေးမပေါက်တဲ့ကြွက်ဆူပြီးလောင်မြောင်ခေါ်ဝေါ်ခဲ့တာကြောင့်ဂွာဒီလာတယောက်ဆိုပါပရိသတ်ကိုပြန်လည်တုံ့ပြန်မှုကြိုးစားခဲ့ပေမယ့်ဘီနာလုံကြုံနှုတ်ကဂွာဒီလာစူပေးဝဲသွားတဲ့လမ်းပေါ်နောက်ကနေလိုက်လံပြီးတော့တဲမှတ်ပေးနေခဲ့တာပါ။နောက်ပြီးတော့သတင်းသားရှင်းလင်းပွဲမှာလည်းပွဲကစားရင်တွေအိုမာမာမုတ်ရှက်ပန်နတီကန်သွင်းမှုနဲ့ပတ်သက်ပြီးတော့လေသူဘာမှမသိဘူးဆိုပြီးတော့ပြောသွားခဲ့ပါလိမ့်။ ။ပွဲပြီးမှအာလင်းဟာလန်ရဲ့စေနာသရာတရားထက်တန်စွာနဲ့ပန်နတီပေးကံကတဲ့ကိစ္စကိုမေးမြန်းခဲ့ရမှာဂွာဒီယိုလာကကျွန်တော်လည်းမသိပါဘူးသူတို့နဲ့စကားမပြောရသေးပါဘူးသူတို့ဘာသာဆုံးဖြတ်ချက်ချလိုက်တာပါပန်နတီတွေနဲ့ပတ်သက်အများနဲ့အစားပြုခဲ့တဲ့သူတွေကိုကျွန်တော်သဘောကျပြီးတော့သူတို့ပဲဆုံးဖြတ်ခဲ့တာပါဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလိကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။